ရှိဦးစွာယခုကဲ့သို့အချိန်တိုင်းခွင့်ခါကိုပြင်ဆင်ပေးတဲ့ဘုရားရှင်နာမတိုင်ပုံကြည်ပါစေ။အားလုံးပဲခရစ်တော်၌မင်္ဂလာပါလို့ထားလို့နှုတ်ဆက်ပါရယ်။ယခုဒီ online season မှာဒီနှုတ်ကပတ်တော်လေးနဲ့ခွန်အားပေးခြင်းပါရယ်။ဒီနှုတ်ကပတ်တော်အဖြစ်လည်းပဲသူတယောက်ချင်းစီတိုင်းဘုရားစကားပြောမယ်လို့ယုံကြည်မျှော်လင့်ပါရယ်။အဲယခုကျွန်တော်အနေနဲ့ခွန်အားပေးသွားခြင်းတဲ့စမ်းချက်လေးကိုကျွန်တော်ဖတ်သွားပါမယ်။ တိမောသေဩဝါဒစာပထမဆောင်အခန်း၄အပိုက်၃25ကိုဖတ်သွားခြင်းပါတယ်။ငါမလာမိတိုင်အောင်စံစာကိုဖတ်ခြင်းတိုက်တွန်းသွေးဆောင်ခြင်းဆုံးမဩဝါဒပေးခြင်းကိုကြိုးစား၍ပြုလော့။အပိုက်၅။သင်ဤတိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းငါဤအရာများကို စိတ်ဆွဲလန်း၍ကြိုးစားအားထုတ်လော့တဲ့။အဲ့တော့ခေါင်းစဉ်လေးကတော့ကျွန်တော်ပြီးသွားခြင်းတဲ့ခေါင်းစဉ်ကတော့ ယခုထက်ပို၍ဆိုတဲ့အရာလေးပဲဖြစ်ပါတယ်လို့အော်ဒီဖះကကျွန်တော်မှာကျွန်တော်တို့အယောက်ချင်းစတိုင်းကို အလိုရှိတာကဘာလဲဆိုတော့အမြဲတမ်းတိုးတက်စီခြင်းတဲ့မြေနာတိုးပွားစီခြင်းတဲ့ဖះသခင်ဖြစ်တယ်အမြဲတမ်းမြင့်ရာကိုအာ ရောက်စီခြင်းတဲ့ဖရာသခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးလည်းပဲသိနာလည်းပြီးသားဖြစ်ပါတယ်အဲ့တော့ဒီနှုတ်ကပတ်တော်လေးအဖြစ်ဒီမှာတမန်တော်ကြီးရှင်ဘောလုကပြောသလိုဖရာကလည်းပြောတယ်ဒီမှာငါမလာမိတိုင်အောင်ဆိုတော့တိုက်တွန်းသွေးဆောင်တဲ့အရာပေါ့နော်အဲ့တော့ဒီနှုတ်ကပတ်တော်လေးအဖြစ်ကျွန်တော်တို့ဒီယခုထက်ပို၍ပေါ့ကျွန်တော်လက်ရှိယခုထက်ပို၍ကျွန်တော်တို့တိုးတက်ဖို့တိုးပွားဖို့ရန်အတွက်ဖရာရဲ့အလိုတော်ဘာတွေတုံးဆိုတဲ့အရာလေးပေါ့နော် အဲတစ်ချက်ပြီးတစ်ချက်ကျွန်တော်ခွန်အားပေးသွားချင်ပါတယ်လို့ပထမတစ်ချက်ကတော့အဲတင်းဤတိုးပွားခြင်းကိုလူအပေါင်းတို့ဟာထင်ရှားစေခြင်းဟာတဲ့ထင်ရှားစေဖို့ရန်အတွက်ကတော့ကျွန်တော်ယခုထက်ပို၍ဘာလို့ရမလဲဆိုတော့စံစာဖတ်ပါဗောနော်စံစာဖတ်ပါကျွန်တော်တို့ဒီလူတိုင်းလူလူဗောနော်ကျွန်တော်စံစာဖတ်တာတွေလည်းဒါမအားမလာတဲ့ဂျားလည်းရှိမယ်ကျွန်တော်တို့အားတွေနည်းလာတာဗော ဒါပေမဲ့ဖះကတော့ဗာလဲတင်းဤတိုးပွားခြင်းကိုလူအပေါင်းတို့ရှေ့မှာထင်ရှားစီဖို့အဲဖြစ်တယ်တဲ့စူးစမ်းအားထုတ်ပါအဲ့တော့ကျွန်တော်တို့ကဗာလို့ရမလဲယခုထက်ပို၍တင်း2024ခုနှစ်မှာစံစာဖတ်ခဲ့တာတရှိမယ်ဒီနေ့ဒီချိန်တည်းရှိမယ်ဒါပေမဲ့ဒီနေ့ကနေစပြီးယခုထက်ပို၍တင်းစံစာဖတ်ပါလို့ဒီတိုက်တွန်းအားပေးခြင်းတဲ့အဲဘာဖြစ်လို့စံစာဖတ်ဖို့လိုသလဲဆိုရင်ဟေပြဲခန်းလေးစနစ်မှာဖះရဲ့နှုတ်ကပတ်တော်ဒီတဲ့အာ တန်လျက်တကာတို့ထက်တက်တယ်ပေါ့နော်အသက်ရှင်တယ်အသက်ရှင်တယ်အဲတန်လျက်တကာတို့ထက်ထက်တယ်ပေါ့နော်လူရဲ့အတွင်းတဘောကိုပြုပြင်ပြောင်းလဲစေနေတဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဟေရှာယအခန်း34 46 76မှာလည်းသူရတယ်တမာချမ်းစာကို ကြည်ရွှေဖတ်ပါတဲ့နော်အဲဒါကြောင့်မို့ပထမတစ်ချက်အနေနဲ့ယခုထက်ပို၍တင်နှဲ့ကျွန်တော်အဲစူးစမ်းရအောင် ကျမ်းစာဖတ်ပါเนาะကျွန်တော်တို့ဒီယခုမှကျမ်းစာကိုเนาะဘယ်အတိုင်းသာဖတ်တယ်လဲယခုထက်ပို၍ကျွန်တော်ကျမ်းစာဖတ်ကြရအောင်ဒုတိယအနေနဲ့ယခုထက်ပို၍ကျွန်တော်တို့ဘာဆက်လုပ်ဖို့လိုလဲဆိုလို့ရှိရင်စုတောင်းပါဆိုတဲ့အရာလေးအားပေးခြင်းနဲ့ကျွန်တော်တို့အာယုံကြည်သူအားလုံးကတော့စုတောင်းကြစမြဲပါပဲအဲသို့တော်냐လည်းပဲကျွန်တော်တို့ဒီအရာကအခါအားလျော်စွာမှာကျွန်တော်တို့ကအကြောင်းမျိုးမျိုးကြောင့်အဲ နဲလာတယ်ပြက်လာတယ်ပေါ့နော်သို့တော်လည်းပဲဒီအဲတိတိမောတိခန့်လေအပိုက်15မှာကျွန်တော်သိရတယ်လို့ပဲပေါ့နော်တင်းဤတိုးပွားခြင်းကိုတင်းရဲ့တိုးတက်ခြင်းကို လူအပေါင်းတို့မှာတဲ့တိတာထင်ရှားအောင်ရောက်ရရောက်ဖို့ရန်အတွက်ကျွန်တော်ကြိုးစားဖို့လိုတယ်အားထုတ်ဖို့လိုတယ်ပေါ့နော်အဲ့ထက်မှာဆူတောင်းခြင်းကျွန်တော်ယခုထက်ပို၍ဆူတောင်းဖို့ရန်တဲ့ဖြစ်ပါတယ်လို့ ဲ့တော့ရှင်ရာဂောဝါရစာခန်းတဲ့ပိုက်၅မှာဆိုလို့ရှင်တော့ဖရာသခင်ပေါ်မှာတန်တရားကင်းစွာနဲ့တင်ဆုတောင်းပါဖရာကိုယုံပါเนาะကျွန်တော်တို့ယေရမိခန်း33 5မှာ3မှာဆိုလို့ရှင်လည်းပဲကြိုက်တဲ့နေရာကနေကျွန်တော်တို့အချိန်ဒီဆုံးကနေဖရာကိုခေါ်ပါခေါ်ရင်ထူးတဲ့ဖရာသခင်ဖြစ်ကြောင်းပေါ့เนาะတွေ့ရပါတယ်နောက်နံပါတ်3အချက်နေနဲ့ဆိုလို့ရှင်တော့ယခုထက်ပို၍အမှုတော်များ၌ဆက်ကပ်ပါဆိုကြလေးအာ ဒီပေးနှိုးစော်အားပေးခြင်းတယ်အဲ့တော့တမန်တော်အခန်းလေး39မှာနှကော၈၅တွေမှာကြည့်မယ်ဆိုလို့ရှင်တော့အာနှကော၈နှကောအခန်း၈၅မှာဆိုမာဂေဒေါနီပြည်မှာချက်ယုံကြည်သောသူများခက်ခဲတယ်ကြမ်းတမ်းတယ်တို့စိတ်ဆင်းရဲကိုဆင်းတယ်ကြုံနေလျက်ပဲအမှုတော်ဆောင်တွေကိုတို့ကကြည်ရှုတယ်ပြုစုတယ်ဖရအတွက်ဒီဒုက္ခခံတယ်အဲ့ဒီရာအဖြစ်တို့က ဆုံးရှုံးသွားသလားနစ်နာသွားသလားပေါ့နော်မဟုတ်ပါဘူးตาရွေ့တာတိုးပွားစီတယ်ตาရွေ့တာတို့ရဲ့ယုံကြည်ခြင်းကို ခိုင်မာစီတယ်ဆိုတဲ့အရာကိုဒါအာကောရင်သူဒုတိယဆောင်ခန်းရှစ်တို့တိတ်ကနေပြီးတော့မှ8910လောက်ထိကြည့်မယ်ဆိုရင်တေးစိတ်ကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့နံပါတ်၄အချက်နေနဲ့ဆိုရင်တော့အာအာပိချနာကယခုထက်ပို၍ မိသားစုကိုချစ်ပါဆိုရလေအားပေးခြင်းနဲ့တော့ဒီမှာနှုတ်ကပတ်တော်မြတ်မှာတွေ့မြင်ရတယ်လို့ပဲပေါ့နော်ကျွန်တော်ရဲ့တိုးပွားခြင်းလူပေါင်းတို့မှာတက်သေးထင်ရှားစီပို့ရန်တွေ့တဲ့ဤယာများကို စိတ်ဆွဲလန်း၍調査အားထုတ်ပါဆိုရအထဲမှာမိသားစုကိုကျွန်တော်ချစ်ဖို့လဲပါပါတယ်လို့ပေါ့နော်ကျွန်တော်မိသားစုယုံကြည်သူမိသားစုပဲကြည်ကျွန်တော်မို့တော်ဆောင်မိသားစုတွေပဲကြည်ကြည် ချစ်ချင်းမြတ်တာမှာအခါတည်ရမှာကျတော့အာနေတတ်တယ်အာရောတတ်တယ်ဒါကိုလည်းတတိမြူတတိပြုမှုပြီးတော့မှယခုထက်ပို၍မိသားစုကိုကျွန်တော်ကပို့ပြီးတော့မှချစ်တတ်ဖို့ယူရအချိန်ပြဖို့ဖြစ်တယ်နောက်အာငါအနေနဲ့နံပါတ်5အနေနဲ့ကြတော့ယခုထက်ပို၍အကောင်းပြောပါဆရာလေးလည်းပဲဒီပေးနှိုးစော်ခွန်အားပေးခြင်းနဲ့အဲ့ဒီအဖက်ခန်းလေးတကြံ အေဖက်ခန်းလေး29မှာဆိုလို့ရှင်တော့တမန်တော်ကြီးရှင်ဘောလုကဘလောက်ထိတောင်မှဒါအလေးနဲ့ထားပြီးမှတိုက်တွန်းထားလဲဆိုလို့ရှင်အေဖက်ခန်းလေး29မှာညင်ညူးသောစကားသခွန်းကိုမြတ်တင်တင်းတို့နှုတ်ထဲကမထွက်စေနဲ့တဲ့ကြားနာသောသူတို့ရဲ့အကျိုးကိုပြုစုစေခြင်းကတီဆောက်เสียဖို့ကောင်းသောစကားကိုသာတုံးဆောင်ကြလော့တဲ့အရန်ကောင်းတယ်လေးနှစ်တဲ့ဒီနှုတ်ကပတ်တော်လေးသူရနောက် အဖေဝါရစာအခန်းက34မှာလည်းဒီလိုတွေ့ရပါသေးတယ်။အာမတော်မလျော်သောညညူးပြက်ပြဲပြူးပြဲပြက်ရဲသောစကားများကိုလဲပယ်၍ဂျေဇူးတော်ချီးမွမ်းခြင်း စကားကိုတုံးကြလောတဲ့။ဂျေဇူးချီးမွမ်းခြင်းကိုတုံးကြလောဆိုရရပေါ့နော်တွေ့ရပါတယ်။အဲဒါကြောင့်ကျွန်တော်ရဲ့ဗဇာထဲကနေအာကျွန်တော်ကမပြေဆုံးတဲ့သူတွေကြီးပါပဲ။သို့တော်လည်းပဲ တို့ဝိညာဉ်တဘောကိုဆောင်လျက်ကျွန်တော်တို့စ조사ပြီးတော့မှအရာရာ၌လူတွေရဲ့ရှေ့မှာအာတိုးပွားခြင်းအသွင်တံဆောင်ဖို့ရန်အတွက်ယခုထက်ပို၍အကောင်းပြောနိုင်အောင်ကောင်းပြောနိုင်ဖို့ကျွန်တော်တို့ကအာ조사ကြရအောင်လို့နောက်ဆုံးအနေနဲ့အခေါ်အပ်ပြီးသွားချင်တာကတော့ဖះရနဲ့အချိန်ယူပါဘောနော်ယခုထက်တင်ဖះရနဲ့ အချိန်ယူပါကျွန်တော်လည်းပဲလေးလာကျွန်တော်လည်းပဲစူးစမ်းနေတယ်ကျွန်တော်လည်းပဲပြင်ဆင်နေတယ်အဲ့တော့ဒီယောဘဝတ္ထုအခန်း၂၂ယောဘဝတ္ထုအခန်း၂၂အပိုက်၂၁မှာဆိုဖရာသခင်နဲ့အကျွမ်းဝင်၍မိတ္တာရဖွဲ့လို့တဲ့ထိုတို့ပြမတင်ဒီကောင်းစားခြင်းတို့ရောက်ရလိမ့်မယ်တဲ့အဲ့ဒါကြောင့်မို့ဒီယခုဒီ online season လေးမှာကျွန်တော်အနေနဲ့နှုတ်ကပတ်တော်လေးနဲ့ခွန်အားပေးသွားချင်တာကဘာလဲဆိုလို့ရှင်တော့ ။တင်ကြီးတိုးပွားခြင်းကိုတဲ့လူအပေါင်းတို့ရှေ့မှာတက်တည်ထင်ရှားစေဖို့ရန်အီအရာများကိုစိတ်ဆွဲလန်း၍စူးစမ်းအားထုတ်လို့တဲ့အီအရာများကိုဆိုတဲ့အနေအားကိုကျွန်တော်ဒီစွမ်းနာဒီပြောထားတဲ့အချက်လေးတွေပေါ့နော်အဲဒါကြောင့်မို့ခေါင်းစဉ်ပေးထားတဲ့အတိုင်းပဲယခုထက်ပို၍ကျွန်တော်ကျန်းစာဖတ်နိုင်အောင်ကျွန်တော်တက်တာပြင်ဆင်ကြပါစို့ယခုထက်ပို၍ကျွန်တော်စူတောင်းနိုင်အောင်အာ ဖရာသခင်ရဲ့နည်းနည်းချင်းအရာများကိုတွေးမြင်ခန်းစားနိုင်အောင်ကျွန်တော်ဆူတောင်းမှုရန်တပြင်ဆင်ကြအောင်ယခုထက်ပိုရွယ်မှုတော်များနိုင်ကျွန်တော်ဆက်ကပါဝင်ချမ်းယခုထက်ပိုရွယ်ကျွန်တော်မိသားစုကိုလည်းအဲချစ်ကြရအောင်ယခုထက်ပိုပြီးတော့မှကျွန်တော်အတ္တတာမှာကျွန်တော်နှုတ်ထဲကနေဖရာရဲ့ကျေးဇူးဖရာရဲ့နဲ့ဆိုင်တဲ့တက်ဆိုင်တဲ့အရာပဲကျွန်တော်သုံးနှုံးကြရအောင်ပြောကြရအောင်လို့ယခုထက်ပိုပြီးတော့ကျွန်တော်ဖရာနဲ့အချင်းယူတတ်တော်သူများဖြစ်ကြရအောင်လို့အဲ့ဒါလို့ဆိုလို့ရှင်တော့ ်နှုတ်ကပတ်တော်မှာတွေ့မြင်ရတဲ့အရာဖရာရမျောလင်းတဲ့အရာကျွန်တော်တို့ရဲ့တိုးပွားခြင်းလူတွေရဲ့ရှိမှတည်တည်ထင်ရှားပြီးတော့မှဖရာဘုန်းတော်ထင်ရှားစေမှာဖြစ်ပါတယ်ဆိုတော့အကြောင်းလေးကိုခွန်အားပေးလို့ဆိုအတိပြီးလို့ပါတယ်လို့အားလုံးပေါ်၌ဖရာသခင်ကောင်းချီးချပ်ပေးပါစေ